ပြည်သူမြေတားစူးရင်တကယ်ကြောက်ဖို့ကောင်းတယ်နော်တတိုင်းပြည်လုံးမြေတားစူးတာမပြောနဲ့ရက်ွက်အုပ်ချုပ်ရေးမှုအစ်အရင်ခက်ကဆိုရင်တော့ဟိုပါပေါ့ဟိုနင်းပေါ့အုပ်ကြီးပေါ့နော်အုပ်အုပ်ချုပ်ရေးမှုတကြီးပေါ့အဲ့ဒီတကြီးတယောက်ကရွာတရွာမှာမဟုတ်တာလုပ်ရတကြီးဆိုရင်တရွာလုံးကမကြိုက်ဘူးဒါပေမဲ့သူကတကြီးဖြစ်နေတဲ့အတွက်အာနာရှိလို့ရှိရင်မလှန်ရဲဘူးဒါပေမဲ့ဘလောက်ပဲအာနာရှိရှိတဖြည်းဖြည်းနဲ့အဲ့ဒီလူကအယောင်မှိတ်လာတယ်ဘာလို့ဆိုတော့တရွာလုံးရဲ့မြေတားစူးတာ ဲ့ဒါလိုပဲနိုင်ငံနဲ့ချီလို့ရှိရင်ဒါလိုပဲစစ်ကောင်းဆောင်တွေကြည့်လိုက်နေဝင်နော်အဲ့ထက်မှအခုနော်ကကြော်နေလိုလိုရတော်ရှင်းပဲပြောရပါတော့မယ်ဒိန်းတော်ဒိန်းတော်အခုပွဲမကရလို့နော်မီဒီယာမှာဆရာထွက်ပြောတဲ့အဆင့်ထိဖြစ်လာတယ်ဟိုလေးတကြော်ကြော်အဲ့ဒိန်းတော်ပွဲမကရတာကိုသူတို့ဘက်ကဘောမတွေကလည်းစွတ်တနာကြဒါမြစ်တာစုတာပဲမြစ်တာစုတာပြည်သူနဲ့စန့်ကျင်ဘက်အရက်မှာနေပြီးတော့ပြည်သူရှီကမမျော်လင့်နဲ့တော့လေအနုပညာရှင်တယောက်ဆိုတာက ပြည်သူကိုအားကိုးပြီးနေရတာဆိုင်ရပိုင်ရဘလောက်ပဲပေါ့ပေါ့ပြည်သူအားမပေးခွေးဖြစ်တာပဲဒီသဘောတရားကိုမတိတဲ့ဒိန်းတော်မှာမလုပ်လေပြည်သူကိုတက်ဖြတ်နေတဲ့ဒီစစ်ကောင်းဆောင်တွေအကြိုက်ပြည်သူရဲ့ရန်သူဖြစ်တဲ့ဒီစစ်ကောင်းဆောင်တွေကိုဘက်ကရက်တည်ပြီးတော့ပြည်သူကိုကလန်ကောဆက်စက်ကျင်ခဲ့တာအဲ့တော့အဲ့ဒီရဲ့အကျိုးဆက်ကိုသူပြန်ခံနော်အဲ့တော့ဘာမှမထူးဆန်းဘူးဒီလမ်းကိုရှောက်ရင်ဒိန်းတော်မှမဟုတ်ဘူးဘသူပဲရှောက်ရှောက်အမှုပညာပြည်သူကိုအားကိုးပြီးရက်တည်ရတဲ့ဒူမှန်တယ်များ အဲ့ဒီလမ်းကိုရှောင်အဲ့ဒီသူရက်လိုက်ရမှာပဲဒါရှင်းရှင်းလေးပဲနော်အဲ့တော့အခုဒီမှာဟိုစနိုက်ပါဆုဆိုတဲ့မီးရဲ့ပိန်မှဘာပြောထားလဲကြည့်ပါနော်တွေ့အောင်ပြောထားတဲ့စကားလေးမှာဆိုရင်တို့အနေနဲ့ပေါ့နော်ရုပ်ရှင်ရိုက်ဖို့အတွက်ကို လုံးဝလာပြီးငှားတာမရှိတော့ဆိုပြီးတော့ပြောဆိုထားပါတယ်။ဘာကြောင့်လဲ?စိတ်မကောင်းနော်။တကယ်စိတ်မကောင်းပါ။အဲဆိုရင်ね သူပြန်ကြားရတာပေါ့နော်ဥဒိတ်နောက်ပါတဲ့ကရုပ်ရှင်ကားတိုင်းယုံတယ်တဲ့ခါမှာလာမကြည့်လို့ရှင်မင်းတောင်းဝင်ယူမလားဆိုပြီးပြောဆိုခံရတာရှိရဲ့ဒါကြောင့်ဘယ်သူမှရုပ်ရှင်ရိုက်ဖို့အတွက်မငှားကြဘူးပေါ့နော်မှန်တယ်လေဒါပေမဲ့အခုလက်ရှိရုပ်ရှင်ထုတ်လို့ရအားလုံးကိုထုတ်ကြိုက်ထားတာဘာတူလဲမင်းအောင်နိုင်သမီးခင်တီးတက်မော်လေသူမင်းအောင်နိုင်ကိုဘောမထားရိုက်ခိုင်းလေအမဟုတ်တယ်မလားရုပ်ရှင်ရိုက်တာဘာလို့ဖို့လဲပြည်သူကိုပြစားဖို့ပြည်သူရှိကငွေကောက်ဖို့ တော့ဒီပြည်သူကိုပြတ်စားဖို့ဖြစ်တဲ့အတွက်ပြည်သူကြည်ကျင်တဲ့သူကိုပဲပြတ်စားလို့ရမှာမင်းအောင်နိုင်တမီးကိုယ်တိုင်ဖြစ်နေပြီမဲ့ပါပြည်သူကြည်ကျင်တဲ့သူကိုသူပြတ်စားမှသူပတ်စံရမှာအဲ့ဒီသူသူ့သူသူသူတို့စစ်ခွေးတွေကိုဘလောက်ပဲဘောမှဘောမှအဲ့ဒီကောင်ကပြည်သူလက်မခံတဲ့ကောင်ဆိုသူပြတ်စားလို့မရဘူးလေပြတ်စားလို့မရတော့ပါသူ့ကိုမပြဘူးပေါ့မငှားဘူးပေါ့ရှင်းနေတယ်အဲ့လားအဲ့တော့ရုပ်ချင်းထုတ်လို့ရေးတယ်ဆိုအကုန်လုံးကိုတော့လက်ဝဲကြီးအုပ်ထားတာဒီခင်သီးတက်ပေါ့နောက်ဒီဘောမှအတိုင်းဝိုင်းမယ်နော်မင်းအောင်နိုင်တမီး တော့အဲ့ဒီဟာတွေကသူ့ကိုဘာဖြစ်လို့မရရှင်းနေတယ်ပြည်သူလက်မခံဘူးလေပြည်သူမကြည့်တဲ့ကောင်တော့ပြတဲ့အလကားပဲလေပတ်စံမလို့ရမလဲဟုတ်တယ်မလားအရင်ကဆိုတော့မြမတန်တို့များပြီးတော့မှတစ်နှစ်တစ်ချိန်လောက်တော့ရှာရပါတယ်တဲ့မြမတန်မှာတော့သူတစ်ချိန်ပဲရှာရတယ်လို့ပြောပါတယ်ရှင်ပြောရမယ်ဆိုတော့အခုလိုနိုင်ငံခင်းချင်းကာလမှာပွဲတွေပါလဲမလိုက်ရဘူး2023ထီကတော့ပွဲတွေပဲကရတာရှိရပါတော့အဓိကတိုင်းယုံတွေပါတွေမှာလုတ်တဲ့ပွဲတွေဆိုရင်ဥတိုင်းတော်သွားရတယ်။မြို့ပညာနဲ့ဖြောပေးခွင့်ရတယ်။အခုကျတော့ဒီလိုဖြောပေးခွင့်တော်မှာဥတိုင်းတော်မှာမရှိဘူးဆိုပြီးတော့လေ ရှင်းခွင့်ထားတာကိုကျမတို့ကြားသိရပါတယ်။အဲ့ဒါအကျိုးပေးတာအကျိုးပေးတယ်ဆိုတော့အဲ့ဒါချက်ချင်းလက်ငင်းအကျိုးပေးတာတိလားနောက်ဘဝတော့မကူဘူးချက်ချင်းအကျိုးပေးတာပွဲငါမခံရတဲ့အခါကျတော့တဲ့ကျွန်တော်ကတော့စားဖို့တောက်ဖို့တော့မပူရပါဘူးတဲ့ဒါပေမဲ့ကျွန်တော်နဲ့ဆက်ဆက်နေတဲ့လူရှင်တော်ကြီးတွေအတွက်ကျတော့ဥဒိန်တော်မငားတဲ့ခါမှာဥဒိန်တော်နဲ့ဆက်ဆက်ပြီးလှုပ်လှုပ်တဲ့လူရှင်တော်တွေလည်းလုံးမရကြဘူးဗောရှင်ဒါကြောင့်ဒီလိုမျိုးခက်ခဲမှုတွေရှိရဲဆိုတော့ရှင်းခွင့်ထားပါတယ်ရှင်ဥဒိန်တော်အဲ့လိုပြောတော့ကျွန်မရှင်နေမှာဗောနော်စိတ်မကောင်းတော်တော်ဖြစ်ပါတယ် စိတ်မကောင်းလို့ရှိရင်နေခေါ်ပြလိုက်လေဟမ်နေငှားလိုက်ဘောစိတ်မကောင်းလို့ရှိရင်နေလိုက်ပြဘောကန်ဒရိုက်ဆွဲပြီးတော့ဘာစိတ်မကောင်းဖြစ်စားလို့လဲနင်တို့အားပေးတဲ့ဘက်လေဟမ်ဘာအခုမှကြော်မျိုးပေးတဲ့ဒီစကားပြောတာပဲနော်ကြော်ဆိုးဘူးလို့ပြောလားမပြောမသိဘူးအနင်တို့ဘောမှအဲ့လော်ဘီကောင်တွေစုပြီးတော့လိုက်ပြလေဟမ်ဘိန်းတော်ငှားလေးပွဲပြီးလို့ရှိရင်မြန်မာတနိုင်ငံတော့အနှက်လိုက်ပြီးတော့ကန်ဒရိုက်ဆွဲပြီးလိုက်ပြလေဘာလို့လေးတဲ့ဟမ်ကန်ဒရိုက်လည်းနင်တို့အဖတွေအုပ်ချုပ်ထားတဲ့မြို့တွေအနေပြီးတော့လို့ဟာမျိုးတွေ အဲကန်ထွက်တဲ့နေတော့လိုရဘူးမရဘူးလားဘာမှတနာစီတာမလို့ဟာဦးတဲ့ကိုဦးတင်းကြောင့်အလုပ်မရှိဘူးလာဟေးကျမတို့တင်တော်တို့လာကန်ထွက်ဆမ်းမဲ့ဦးတင်းကြောင့်တ냐ဘလောက်ပေးရမလဲပြတ်ဟလေလိုက်ပြီးတော့ဘာစိတ်မကောင်းစရာဖြစ်လို့လဲကုညီချင်းလွန်လွန်လေးစိတ်မကောင်းစရာပါဇက်ကနေစိတ်မကောင်းဖြစ်မနေနဲ့နော်ရှင်းရှင်းလေးပဲတိလားမနယ်လက်ပြဆန်းဟမ်ရာကုန်မန္တလေးအဲအေယဝတီဟမ်ပြလေအမနယ်လက်ကြီးပြနင်တို့ကန်ထွက်ဆွဲလိုက်ပေါ့ရှင်းရှင်းလေးဟာယူကျမနိုင်ငံကစကားလေးတစ်ခုကျမသွားတတိယမိရဲ့ ကိုကချင်းကိုချင်းလဲဆိုတဲ့စကားရှိတယ်ကျွန်တော်နိုင်ငံမှာလေအခုဦးတိုင်းတောင်အဖြစ်ကဘာနဲ့တူလဲဆိုရင်ကိုကချင်းကိုချင်းမို့မိနေတဲ့သူတွေကြားထဲရောက်နေတဲ့အဖြစ်နဲ့တူနေရဲ့ရှင်ကိုကချင်းကိုကိုချင်းမို့တော့မိနေကြတယ်နိုင်ငံတော်ဘက်ကရက်တီရဲ့တက်မလို့ဂျပန်ကြီးတော့တွေ့တဲ့စကားပုံနဲ့ကောက်ကတ်တာပဲကိုငချင်းကိုချင်းလဲဆိုတာချင်းလို့ရအောင်မလေဟမ်ကိုငချင်းကိုချင်းလို့မိနေတာမဟုတ်ချင်းလို့မရလို့မချင်ကြတာဗော ဒိန်းချောင်ကိုတွားပြလို့လူမမကြည့်တာပြည်သူအဲ့ဒါ BC ဆိုတာအဲ့ဒါပဲဘွိုင်းကော့လောက်တယ်ဆိုတာလေတဖြည်းဖြည်းနဲ့ယွန်သွားတာယွန်သွားရင်အခုဒီ social media မှာဆိုလိုပဲကိုယွန်တဲ့လူဆိုငါတို့ဆိုရင်လေကြော်ပြစ်တယ်ကိုမနဲ့ဝင်မရဘူးကြည့်လည်းမကြည့်ဘူးကြော်ပြစ်လိုက်အဲ့ဒါအဲ့ဒါအကောင်းဆုံးအဲ့ကွန်နင်းလုံးနီးပဲတံပြန်နီးပဲတိလိုက်အဲ့ဒါဘွိုင်းကော့ဆိုတာအဲ့ဒါတွားပြီးတော့အစဲနေအဲ့ဒါအတန်းရှင်းရှာပေးတာအတူတူပဲတွားပြီးတော့ပြောနေအတန်းရှင်းရှာပေးတာအတူတူပဲအဲ့ဒီအတန်းစားကိုတွေ့ကြော်ပြစ်လိုက်တယ် မပတ်တက်ဘူးကြည်လည်းမကြည်ဘူးစာတော်ဝင်ပြီးစဲဖို့တော့မတန်ဘူးတိလာအဲ့တော့ပြည်သူတွေအခုနောက်ပဲအဲ့ဒီရဲ့တဘောတရားကိုတော်တော်များများတိလာတယ်နော်သူတို့စောင့်မြင်ကြတဲ့လူဆိုရင်မလုပ်လဲကြော်ပေးလိုက်နော်အဒိန်းတော်ဟာလားသူတို့စောင့်မြင်ကြတယ်ကြည့်မရဘူးမကြည့်ဘူးနော်လာမလာမမဘူးနဲ့နော်ဒါတော်လိုင်းမပြီးသေးဘူးနော်လာမဘက်ကရက်တည်ရဲ့ဒီလိုလူတွေကကိုငှချင်မဲ့လေရှင်ပေးရမယ်မဟုတ်ဘူးလားရှင်ရှင်ပေးရမယ်တာဝန်ရှိရမဟုတ်ဘူးလားလုံခဲ့တဲ့ကာလတွေကဆိုရင် သတင်းကြော့ကာလတွေပါပဲပေါ့နော်နေပြီးတော့ မှာပွဲကြီးရလာကြတဲ့မြပြန်ရှင်တွေရှိပါတယ်။လက်သုံးကြောင်းထောင်းပြီးတော့လူကြီးတွေကိုဆဲဆိုတဲ့သူတွေကပွဲကြီးကြီးရလာကနေကြတော့ဥဒိန်းထောင်မတွေ့ပါဘူး။အဲ့တော့လက်သုံးကြောင်းထောင်းပြီးတော့ပြည်သူတွေကိုဆဲဆိုတဲ့သူတွေဆိုတော့လူကြီးတွေကိုဆဲဆိုတဲ့သူတွေဆိုတော့အဲ့ဒီလူတွေကပြည်သူဘက်ကရက်တီးကြတာလေ။အာမတန်လို့မန်ရှော့ရတာလေ။ပြည်သူတွေကတိတယ်။နောက်ဆုံးသူတို့ပြည်သူကိုမစော်ကားဘူးလေ။သူတို့ပြည်သူမစော်ကားဘူး။မစော်ကားတဲ့အတွက်သူတို့ကိုလူကြည့်တယ်လူကြည့်တော့နောက်ဆုံးမင်းအောင်နိုင်တမီးရဆက်ပြန်ပြီးတော့ငှားမှာပဲ လူကြည့်တာကိုသူတို့လိုတာလေရှင်းရှင်းလေးဟာကြီးလို့အဲ့ဒါအဓိကပြည်သူအဓိကဆိုတာအဲ့ဒါကိုပြောတာနေတော့ကပြည်သူဘုမစောက်ပြီးမဆိုင်အဘနဲ့ပိုင်လို့ရှိရင်အားလုံးလီးပဲဟဲ့ဆိုတဲ့ဟာမျိုးလုပ်ပြီးတော့အခုညမှမျက်ရည်မချူနဲ့ဟမ်ဟမ်ငါတို့စစ်ကောင်းဆောင်တွေကိုပိုင်ရင်စောက်ခုဆိုင်စရာမလိုဘူးလောက်ပါနေပါနေပါပြည်သူကသုံးဖြတ်သွားလိုက်ပါတော့စမ်းတာပေါ့နော်ဥရင်တော်အဲ့လိုမျိုးပွဲရီပါမြန်မလိုက်တော့ဘူးလားဆိုပြီးတော့ကျွန်မတွေးမိတော့တွေးမိတယ်အခုကျွန်မဖြစ်ရမှအောင်သိရတာ ။လက်သုံးရထောင်တဲ့သူတွေကနိုင်ငံတော်အစ်စ်ပွဲတွေလာပြီးတော့ကနိုင်ပြီးတော့ဥရင်းတော်ကြတော့ဘာလို့မကနိုင်တာလဲရှင်။ဒါလေးရတယ်။ကိုမချင်းကိုချင်းတဲ့နဲ့လို့ကျွန်မပြောပြတာပါ။ကျမတို့ရဲ့လူရှင်တော်ကြီးဦးတိန်တောင်ကိုတက်မတော်သားမိသားစုရဲ့အားလုံးကချစ်ကြတယ်။တက်မတော်သားတွေလည်းချစ်ကြတယ်။ဒါပြင်တာမန်ပြည်သူတွေနိုင်ငံရေးအယောင်စင်းမရှိတဲ့ပြည်သူတွေအားလုံးကလည်းချစ်ကြတယ်ရှင်။ဟောနိုင်ငံရေးအယောင်စင်းမရှိတဲ့ပြည်သူတွေ။နိုင်ငံရေးနဲ့မပတ်သက်တဲ့လူနိုင်ငံတကာနိုင်ငံမှာရှိလားဗျာ။ဟမ်။ဒီအုံနောက်တွေနဲ့ ဟမ်လူစွာချက်တတ်လို့ဘုလို့နဲ့စဉ်းစားကြည့်နိုင်ငံရေးအယောင်အဆင်းမရှိဘူးဆိုတော့နိုင်ငံရေးနဲ့မပတ်သက်လူကနိုင်ငံတကာနိုင်ငံမှာရှိလားထိုင်းနိုင်ငံအရေးနဲ့မပတ်သက်တဲ့လူထိုင်းနိုင်ငံသားရှိလားမြန်မာနိုင်ငံအရေးနဲ့မပတ်သက်တဲ့လူမြန်မာနိုင်ငံသားရှိလားဟမ်နိုင်ငံသားပါဆိုမှနိုင်ငံရေးနဲ့ပတ်သက်ကမှာပေါ့ဟမ်သူတို့စိတ်ထဲမှာနိုင်ငံရေးလို့ပြောလိုက်ရင်သူတို့ကဒီဘက်ဒီမိုကရေစီရေးတာပဲသူတို့တည်ရဥဒိတ်တောင်အခုတက်မလို့ရတာပေါ့နော်အောင်မြင်မှုတွေရှိနေရမြို့ရွာတွေကိုတက်မလို့အတွက် နယ်လက်ဖြောပြေးရေးအဖွဲကောင်းဆောင်နေနဲ့လှုပ်ပေးမကောင်းလားချက်ဦးနှဲတော်နဲ့တကွာအရက်သားပေါ့နော်လူရှင်တော်ကြီးတွေကိုအဖွဲလေးဖွဲ့ပြီးပြီးတော့နယ်လက်ဖြောပြေးလှုပ်ပေးပါလားရှင်ဒီအတွက်ကိုထိုက်တဲ့နဲ့အခကြေးငွေပေးပါရှင်အာဟာတတော်တနာဘောကောင်းတယ်နော်နယ်လက်ဖြောပြေးပွဲတော်အခကြေးငွေပွေပြီးလက်ဖြောပြေးရမယ်အဆင်ဖြစ်သွားပြီပေါ့ဒိတ်တော်ဟမ်ကိုငချင်းကိုချင်လိုက်တာမဟုတ်ဘူးတိလာအဲ့ဒါကိုချင်းချင်းဖင်ချလိုက်တာပဲဟမ်ဒိန်းနာကိုအဲ့လောက်စေတနာရှိလို့ရှိရင်ကြော်မျိုးမင်းကြော်စိုးဦးလို့ မခေါင်းဆောင်မင်းသားကြီးပိုင်ရဲကိုတို့ဟမ်ဟာခေါင်းဆောင်တော့စောက်ချင်မဟုတ်ခေါင်းဆောင်မင်းသားဟမ်အာအဲ့အဲ့ဒါရှိတယ်လေညီတို့စုပြီးတော့ကန်ထရိုက်ဆွဲလေညီတို့အဘတွေရှိမှာအဘနယ်လက်ပြီးတော့အာဥဒိန်းတော်မှာစစ်တပ်ကိုအမှန်ထောက်ခံထားတဲ့ဥဒိန်းတော်တို့ပွဲပြခြင်းတို့ပါနော်အာရန်ကုန်မန္တလေးနေပြည်တော်မော်လမြိုင်စတဲ့ဖြစ်မြို့ကြီးတွေမှာဟမ်လိုက်ပြီးတော့ကန်ထရိုက်ဆွဲပြီးတွင်းပြလေဘာဘာလို့ဒီလေ ်ကန်ထွက်ပေးမဲ့ကို့အဘလည်းရှိတယ်ဟမ်ဝင်းရံမဲ့ခုနကပြောတလို့အမျိုးဘာသာအဖွဲ့လည်းရှိတယ်ဟာဘာမှမလို့အကုန်ပြည့်စုံနေတာဟမ်ပလင်ရောအခင်ရောယမင်ရော free နဲ့ဟမ်ပြပါလားဘာလို့မပြလဲဟမ်နယ်လက်ဆက်ဆိုင်ရေးဆိုလုပ်နေလို့ရှိရင်ချစ်ကြာသေးတယ်အခုချက်ချင်းကောက်ပြီးပြလို့ရတာပဲဘာဖြစ်လို့မပြတာလဲအဲ့ဒါအဖြေပဲတိလားအဲ့တော့မှတ်ထားနေလို့ပြည်သူကိုစောက်ကွင်းဆိုင်ဆံမလို့ဘူ ပြည်သူကိုဆိုတာငါတို့ဂူးဆိုင်ငါတို့ဂူးဆိုင်ကအာနာရှိတဲ့သူကိုပဲငါတို့ဂူးဆိုင်ကမယ်နော်ငါတို့ဒီအဘတွေကိုပိုင်လို့ရှိရင်ဘယ်သူမှစောက်ဂူးဆိုင်စရာမလိုဘူးနဲ့ပြည်သူကိုကလန်ကောစလုပ်ပြီးပြည်သူနဲ့ဆန့်ကျင်ဖက်ရှင်းရှင်းပြောရင်ပြည်သူကိုတက်ဖြတ်နေတဲ့ပြည်သူရန်သူတွေကောင်တွေကိုဘာလုပ်လဲပလဲဖလဲတလင်းလုပ်ပြီးတော့ဖင်ရားပြအဲ့ဒီအကျိုးဆက်ကဘာဖြစ်လဲကိုကဘာလဲကိုကပြည်သူကိုအားကိုးပြီးတော့စောက်ပင်းချနေရတာခက်ချင်းချင်းပြောရရင်ဟမ်ဒီပြည်သူအားပေးတော့ဒိန်းတောင်ဆိုတဲ့နာမည်တစ်လုံးဖြစ်လာတာ မြန်မာပြည်မှာလေဒီထင်ရှားကြော်ကြားွားတဲ့ celebrity တွေကတို့တို့ဌာနဆိုင်ရာတစ်ခုကိုဖျက်တယ်ပေါ့ဥပမာဟိုဒိန်းတောင်ပေါ့နော်ဒိန်းတောင်စစ်စင်းခိတ်တစ်ခုကိုဖျက်စစ်တပ်စစ်စင်းခိတ်တစ်ခုအာဟိုကမှန်ချိုက်နေအာကိုဒိန်းတောင်အာကိုမမင်္ဂလာမတပ်ပေါ်လေးရိုက်နေတော့ဟိုတွတ်တွတ်မစစ်တော့ဟိုကိုတွတ်ဟာဌာနဆိုင်ရာတွေကစိတ်ကောင်းတယ်တို့စိတ်တယ်ပေါ့အဲ့ဒါဌာနဆိုင်ရာစိတ်ကောင်းတာမဟုတ်ဘူးမင်းတို့ကိုအဲ့လိုဒိန်းတောင်ဆိုတဲ့နာမည်တစ်လုံးဖျက်အောင်အဲ့ဒီပါဝါကိုပြည်သူကပေးလိုက်တော့ပြည်သူတွေက မင်းတို့မရှိမရှိမဲ့ထွင်းတဲ့စာတွေနဲ့ဗီဒီယိုယုံတွေမှာအားပေးတယ်ဟဲ့အရင်ခက်ခတ်ဆုံးနေကိမဲ့အလုံးလုံးညနေပိုင်းဗီဒီယိုယုံလေးကိုပြေးဟဲ့ပတ်စံ20 50အဲ့ဒီခက်ကအဲ့ဒီကနေစပြီးတော့အားပေးလာလို့ဒိန်းတော်ဆိုတဲ့နာမည်တစ်လုံးဖြစ်လာတာအော်ဒိန်းတော်လို့ဆိုတဲ့နာမည်တစ်လုံးဖြစ်လာလို့မင်းတို့အဘတွေကမင်းတို့လူရတွင်းတာဒိန်းတော်ဆိုတဲ့ကောင်ဘာကောင်းမှမဟုတ်ရင်အဲ့ဒီအဘကလူရမတွင်းဘူးဟုတ်တယ်မလားအဲ့တော့ဗီဒီယိုတွေပေးတဲ့ပါဝါနဲ့ သိန်းတော်ဆိုတဲ့နာမည်တစ်လုံးဖြစ်လာလို့အဘရေကလူရတွင်းတာအဘရေလူရတွင်းလို့အဲ့ဒီဌာနဆိုင်ရာတွေကလူရတွင်းတာအဲ့တော့ဇင်းနစ်ကိုစစ်လိုက်မယ်ဆိုမင်းတို့ထင်ရှားကြော်ကြတဲ့ celebrity မှန်သမျှရဲ့ power ဒီဘသူပေးတာမင်းတို့ပြောနေတဲ့အဲ့ဒီနိုင်ငံတော်ကပေးတာမဟုတ်ပြည်သူကပေးတာနော်ပြည်သူဆိုတာနိုင်ငံတော်ပဲမင်းတို့ထင်တဲ့နိုင်ငံတော်ဆိုတာဒီစစ်ကောင်းဆောင်တွေကိုနိုင်ငံတော်လို့ထင်တယ်နိုင်ငံတစ်ခုရဲ့နိုင်ငံတော်ဆိုတာပြည်သူကိုကိုးစားပြုတာအဲ့တော့နိုင်ငံတော်ကပေးတဲ့ power ဒီပြည်သူပေးတဲ့ power ပြည်သူတွေကအဲ့ဒီပါဝါပေးတာတို့မင်းတို့တွေလူရဝင်တာအဲ့ဒါပဲအဲ့တော့ပြည်သူကိုပြန်ပြီးတော့ကိုကနေရာတနေရာရောက်သွားမှပြည်သူအများစုရဲ့စန့်ကျင်ဘက်အလုပ်ကိုလုပ်မယ်ပြည်သူအများစုကိုကလန်ကောစာလုပ်မယ်ဆိုရင်ပြန်ခံရမှာပဲဟုတ်တယ်ရှင်းရှင်းလေးပဲလားဘလောက်ပဲကောင်းခဲ့ဖြစ်မစီเนาะအခုဒေါ်စန်းစုကြည်တက်တက်လုံးပေးဆက်လာတယ်เนาะအားလုံးကြည့်တဲ့အတိုင်း မိသားစုတော်မှာသေခွဲရှင်ခွဲကွဲပြီးတော့စွန့်လွတ်ပြီးတော့ဒီနိုင်ငံအတွက်သူရက်တည်ခဲ့တယ်သူ့ဘဝတစ်ချောင်းလုံးမှာဒီတိုင်းပြည်အတွက်ဥဆွေဆံပြည်ရက်တည်ခဲ့တယ်ဒါပေမဲ့အခုဒေါ်အောင်အောင်စုကြည်တစ်တလုံးလုံးလာဘူးခဲ့ပြီနော်အခုနှစ်ပိုင်းလောက်မှာပြည်သူနဲ့စန့်ကျင်ဘက်အလုပ်ကိုကောက်လုပ်ပြလိုက်ကြည်ဒေါ်အောင်စန်းစုကြည်လိုလူမျိုးထက်ဒီနိုင်ငံမှာပြည်သူထောက်ခံမှုရထားတာမရှိဘူးနော်သူ့ကိုကြော်တဲ့လူမရှိဘူးသူ့ကိုကြော်ပြောသူ့နောက်နှာကတ်နေတဲ့လူတော့မရှိဘူးပြောလို့ရတယ်ဒါပေမဲ့အဲ့ဒီပုံကိုယ်တော်မှာ တသက်လုံးကောင်းလာခဲ့ပြီမဲ့အခုခဏလေးပြည်သူကိုဆန့်ကျင်ပြလိုက်ကြည့်ပြည်သူတုံ့ပြန်မှုကဘလို့လာမလဲကြည့်အဲ့ဒါပဲဒါကြောင့်မလို့မင်းတို့တိထားမှာကဘလောက်ပဲကိုဟာနေရာတနေရာရောက်နေပြီပြည်သူကိုဘယ်တော့မှမဆန့်ကျင်နဲ့ပြည်သူဆိုတဲ့နေရာမှာကိုရင်းကပြောသလိုမဘာတာက6800စားလဲပြည်သူပဲနော်ဒီဘက်ကအနီမင်းတို့ပြောလို့အနီဘက်ကပြည်သူပဲဒါပေမဲ့နဲလို့များကြည့်ဦးကြည့်တိုင်းပြည်တစ်ခုရဲ့ပြည်သူအများစုဒီဘယ်ဘက်ရက်တည်လဲအဲအဲ့ဒါကိုရက်တည်ရမယ် အဲ့လိုမရက်တီမဲနဲ့ပြည်သူကိုလီးလံပြပြီးတော့ခမင်းငါဖို့ဖြစ်မှကျွန်တော်ကိုပွင့်လေးငားပါအောင်ဆိုပြည်သူကမင်းတို့ပြန်ပြီးလီးလံပြမှာပေါ့ရှင်းနေတဲ့ဟာကြီးဟုတ်တယ်မလားဟာရှင်းရှင်းလေးပဲနော်အဲ့တော့တန်ဟန်တန်ဟန်ပဲရမယ်တိလာကိုဒီအလုပ်ကိုလုပ်ရင်ဒီရက်လက်ရမှာပဲတိလာချီးကင်ပြီးတော့စန္ဒကူးနတ်မထွက်ရှင်တယ်မင်းတို့အစအရေစန္ဒကူးနတ်မင်းတို့ကိုကထွက်ရှင်မွှေးမွှေးကြိုက်ကြိုက်တန်တန်ရှင်းရှင်းအလုပ်ကိုလုပ်မြစ်ပတ်စုပ်ပဲ့တဲ့အလုပ်တွေလုပ်ပြီးတော့ခန္ဓာကိုယ်ကစန္ဒကူးနတ်မထွက်ရှင်ကြတယ်တန်ရတန်ရပဲရမယ်